ကဲညီကိုရင်အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီခုလာမဲ့ဘက်ကကျွန်တော် Manchester United အသင်းက Liverpool အသင်းနဲ့ရှင်ပြိုင်ကစားရမှာဖြစ်တဲ့ Liverpool အသင်းရဲ့အိမ်ကွင်းဒါ Anfield ကွင်းမှာတော့အောင်ရှင်ပြိုင်ကစားရမှာဆိုတော့ဗျာကျွန်တော်တို့ United အသင်းကဒီကွင်းမှာကစားရတိုင်းကျွန်တော်တို့အမြဲတမ်းဒါ Fury ဖြစ်ဖြစ်တယ်ကျွန်တော် performance ပိုင်းအရာရောဒီ reserve ပိုင်းအရာရောတော်တော်လေးရုန်းကန်ရတဲ့အထက်မှာပါတယ်။ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ခန်းစားမိတဲ့အကြောင်းအရာတွေကိုကျွန်တော်ဒီနေ့ညီကိုရင်းနဲ့အတူတူဆွေးနွေးသုံးသပ်သွားခြင်းနဲ့ ဆိုတော့ဒီပထမဆုံးအနေနဲ့ပြောရရင်ပြကျွန်တော်ဒီပွဲစဉ်ကိုအရှေ့ရပွဲစဉ်တွေလို့ပြောကျွန်တော်အမြဲတမ်းလုပ်နေကြဒါပွဲကျုပ်သုံးသက်ချက်အနေနဲ့ပြုလုပ်တယ်ဆိုတာမျိုးမဟုတ်ဘူးဗျာကျွန်တော်ဒီပွဲကျုပ်သုံးသက်ချက်ဆိုတာထက်ဆိုင်ဒီပွဲစဉ်မှာကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ဒါဘလို့ကစားတင်တယ်ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းဒီကစားတင်တဲ့ပုံစံတွေကိုကျွန်တော်မြင်မိတဲ့အပိုင်းကိုပဲပြောမှာအဓိကဒီ tactical point of view ကနေပြီးတော့ပဲကျွန်တော်အဓိကထားပြီးတော့ပြောသွားခြင်းတယ် ဆိုတော့ကျွန်တော်တို့ဒီဂိမ်းအကြောင်းကိုသွားကြည့်မယ်ဆိုရင်ကျတော့ဗျာဒါညီကိုရဲတည်ပြီးသားပါလီဗာပူးအသင်းကလည်းရှေ့ရဒါသုံးဖက်ဆက်တိုက်သူတို့ရှုံးခဲ့တယ်ပြီးတော့ဒီအဆင့်တစ်နေရာကိုလည်းသူတို့ဖယ်ပေးထားရတယ်ဆိုတော့သူတို့အသင်းမှာလည်း pressure တော်တော်များနေတယ်အဲ့လို pressure များတဲ့အချိန်မှာသူတို့နဲ့တွေ့တာကကျွန်တော် Manchester United အသင်းဖြစ်နေတယ်ဆိုတော့သူတို့ကလည်းသူတို့ရဲ့အိမ်ကွင်းအန်ဖီမှာဆိုရင်ဒီပွဲစဉ်တွေ့တာတခြားလေးပြင်ဆင်ပြီးတော့အနိုင်ရဖို့ကြိုးစားလာမှာပဲဗျာ ဆိုတော့ဒီ dedicated point of view ကနေပြီးတော့ကြည့်မယ်ဆိုရင်ဗျာကျွန်တော်ခံမှန်းပြီးတလောက်ကျတော့ deliver ဘူးအသင်းကျွန်တော်တို့ ਨੇ ပွဲစဉ်မှာကစားလာနိုင်တဲ့ပုံစံနှစ်မျိုးပဲရှိရလို့ကျွန်တော်ထင်တယ်ဗျာဆိုတော့အဲ့မှာပထမတစ်မျိုးကကျတော့သူတို့ကဒီပွဲစားပြီဆိုတာနဲ့သူတို့အသင်းရဲ့ဒီ high pressing ကစားမယ်သူတို့အသင်းရဲ့ဒီအိမ်ခွင်းအသာချက်ကိုယူပြီးတော့ pick တဲ့ရဲ့အားနဲ့ဟိုဖိအားပေးပြီးတော့ကြိုးစားမယ်စောစီစီခိုးရအောင်ကြိုးစားမယ်ပုံစံမျိုးဗျာ ပြီးတော့ဒီဒုတိယပုံစံတစ်မျိုးကကျတော့ဒါအာနေစလော့ရဲ့ပုံစံပဲသူတို့အာဆင်နယ်နဲ့ပွဲမှာကစားသွားတဲ့ပုံစံတိုင်းပဲဒီပွဲစားရေးဆိုတာနဲ့ဂိုးရဖို့ဆိုတာတဲ့သူတို့ပွဲကိုပဲကွန်ထရိုးလုပ်နိုင်အောင်ကြိုးစားမယ်တက်ဖက်တင်းရဲ့အခြေအနေကိုကြည့်ပြီးမှသူတို့ဒီအင်ဂိမ်းမန်နေမန့်အပြောင်းလဲနဲ့အနိုင်ရဖို့ကြိုးစားမယ်ဆိုတော့သူတို့အဓိကလာနိုင်တာအဲ့ပုံစံတစ်မျိုးတွေကတစ်မျိုးနဲ့ပဲလာနိုင်တယ်ဆိုတော့ကျွန်တော်အဲ့ထပ်ပို့ပြီးတော့ခံမှန်းရမယ်ဆိုရင်ပြသူတို့အဓိကလာနိုင်တာဒီဒုတိယပုံစံမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုရင်ပြဒီပြီးခဲ့တဲ့အာဆင်နယ်နဲ့ပွဲမှာဆိုရင်အာနီစလော့ကဒီပွဲပြီးမှပြောသွားတာရှိရယ်ဆိုတော့ဒီအာဆင်နယ်နဲ့ပွဲမှာဆို ဆိုရင် तू ကဂိမ်းကိုဒါပြင်းနေရ ဖြစ်အောင်ကသူကိုယ်တိုင်ဖန်တီးခဲ့ရဆိုပြီးတော့ပြောခဲ့တယ်တကယ်လဲအိုက်ပွဲကကျွန်တော်ပြင်းစရာကောင်းခဲ့ရဗျာဟိုပြင်းစရာကောင်းခဲ့တယ်ဒါပေမဲ့အဆုံးသက်မှာလဘာဘူးကနိုင်တယ်နိုင်တာလဲဒါ free kick နဲ့နိုင်တယ်ဆိုပေမဲ့ဗျာဒီအောက်ကန်းကသူတို့နိုင်တဲ့အတွက်ဒါအာနီစလော့သူကစားခြင်းနဲ့ game plan တိုင်းသူကစားနိုင်ခဲ့တယ်သူတို့နိုင်ပွဲဖော်ဆောင်နိုင်ခဲ့လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့အဲ့ဒါတခုတည်းကြောင်းပဲတော့မဟုတ်ဘူးဗျာကျွန်တော်တို့ဒီပထမတစ်မျိုးဖြစ်နိုင်ရင်နည်းတယ်ဆိုတာကဒီ high pressing high intensity ကစားဖို့ကြတော့သူတို့အတင်းရဒီ club ရဲ့လက်ထက်ကတော့အရင်ကြီးမတောင်သင်းတော့ဘူးပြီးတော့ဒါလဘာဘူးပွဲကြီးတဲ့ညီကိုတွေဆိုလဲတတိထားမိမှာ ါပါဒီဒီနှစ်မှာဆိုရင်အာနိစရောကသူလိုချင်တဲ့ပုံစံအတိုင်းဒါအလုံးစုံပြောင်းလဲလိုက်တာကိုတွေ့ရတယ်ကျွန်တော်ဒီမနစ်ကရာစီကိုကြည့်မယ်ဆိုရင်တောင်မှဗျာဒီဂျာဂျင်ကလော့ရဲ့အငွေ့သက်တွေပါတွေ့ရစီရဲ့ဆိုတော့ဒီနှစ်မှာတော့သူတို့ totally ပြောင်းထားတယ်ဆိုတော့ဒီ high pressing high intensity ကစားဖို့ကြတော့သူတို့အသင်းကဒီသူတို့တင်းရဲ့ဒီဖူးဖက်အပြောင်းလဲတွေမှာသူတို့တင်းနဲ့ struggle ဖြစ်နေရလို့ပြောလို့ရတယ်ဆိုတော့သူတို့လည်းဒီရာစီမှာသူတို့ရဲ့ဒီအကောင်းဆုံးဖူးဖက်နှစ်ယောက်ကိုသူတို့ ဒါတယောက်ကတော့ထွက်သွားပြီဗျာတယောက်ကကျတော့ဒါအသက်ရွယ်အရသူတို့ဒါတိတ်ပြီးတော့မသုံးတော့ဘူးဆိုတော့ကစားသမားနှစ်ယောက်စလုံးကအသစ်ဖြစ်တဲ့အတွက်ဗျာဒီအသင်းနဲ့အထိုင်ကျဖို့အတွက်တော်တော်လေး struggle ဖြစ်နေတာကိုတွေ့ရတယ်ဆိုတော့ဒီ clock လက်ထက်ကလို့ဒီ full back တွေကဒီ high line တက်ပြီးတော့ဆော့ဆော့ပြီးတော့ဒီ goal fan တွေတွေဒီ goal contribution တွေမှာအရင်ကြီးတိတ်မပါဝင်နိုင်တာကိုတွေ့ရရယ်ဗျာဆိုတော့ဒါကြောင့်လည်းဒီရာသီလဘာဦးဝဲကြည့်မယ်ဆိုရင်ဒီ sala က right side မှာဆိုရင်သူအမြဲတမ်း isolate ဖြစ်တယ်ပြီးတော့ sala ရဲ့ဒီနှစ်ကဗျာဒီ get inside လုပ်ပြီးတော့ goal အတွင်းအလုံးတွေကိုအရင်ကြီးမတွေ့ရအောင်ဆိုတော့ဒါကြောင့်လည်းကျွန်တော်ကဒီဒုတိယတမျိုးဒါ arnesloe ရဲ့ပုံစံအတိုင်းပဲကစားလာဖို့ရပို့ပြီးတော့များရလို့ကျွန်တော်ကမြင်တာဆိုတော့ထားပါကျွန်တော်ဒီ liverpool ကဒီဘွဲမှာဘယ်လိုပဲကစားကစားလာဗျာကျွန်တော်အတင်းရဒါ anfield မှာအမားလုံးလို့မရအောင်ဆိုတော့မားအလုပ်တာနဲ့ liverpool ကကျွန်တော်တို့ဒါအကုန်ထည့်သွားမှာပဲဆိုတော့ဒီဘွဲမှာကျွန်တော်ကျွန်တော်အတင်းကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်ကျွန်တော်အဓိကအတင်းကိုအပြောင်းလဲလုပ်စေချင်တာရဲ့အဓိက prevail လုပ်တာစီချင်တဲ့အပိုင်းကကျွန်တော် out of position ှင်လို့ပဲကျွန်တော်ပြောရမှာပဲဆိုတော့ကျွန်တော်အတင်းရဲ့ဒီအရှိရပွဲစဉ်တွေကိုအမြဲတမ်းပြန်ကြည့်ကြည့်ဗျာကျွန်တော်တို့ကဒီ imposition မှာဆိုရင်ပွဲစဉ်တိုင်းမှာကျွန်တော်တို့ကမစိုးဘူးဗျာအဓိကကဒီ OLB structure အကြောင်းမို့လို့ပဲကျွန်တော်တို့အတင်းကရုံးခံခဲ့ရတဲ့ပွဲကတော်တော်များတယ်ဆိုတော့ဒီပွဲမှာလည်းဒီ out of position structure ကိုပဲကျွန်တော်အဓိကထားပြီးတော့ prevail လုပ်စေချင်တယ်ဆိုတော့ဒီ out of position ကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်း ဒီကျွန်တော်တို့ဒီနောက်ဆုံးပွဲပြဆန်တာလန်းတဲ့ပွဲမှာဆိုရင်အမိုရင်းကဒီ moment တော်တော်များများမှာဆိုရင်442ရှိတ်ခင်းချင်းပြောင်းလဲလာတာကိုတွေ့ရတယ်။ကျွန်တော်ကဒီပွဲမှာလည်းအမှန်တိုင်းပြောရင်အဲ့442ပုံစံ structure ကိုပဲကျွန်တော်ပို့ပြီးတော့မြင်ကျင်တယ်။ကျွန်တော်တို့အတင်းရဲ့ ကျွန်တော်အတင်းရဲ့ကွင်းလေရာ industry မလောက်ဘူးဗျာဆိုတော့ဒီ industry မလောက်တဲ့အတင်းကို high pricing ကစားခိုင်းနေမယ်အစားတော့ဒီ mivlot မှာပဲ setup ကိုအထိုင်ချမယ်ပြီးတော့ကွင်းလေကစားသမားတွေရဲ့အားနည်းချက်ကို cover ပေးတဲ့ပုံစံကိုပဲပို့ပြီးတော့ခင်းချင်းစေချင်တာဆိုတော့ဒါကကျွန်တော်ဒီဘွဲ့မှာအတင်းကိုကစားစေချင်တဲ့ပုံစံပါပဲဒါပေမဲ့ဟိုဒီလိုကစားလာပါမယ်လို့လည်းတကယ်တရားတည်ပြောလို့မရအောင်ဆန်နာလန်းတဲ့ဘွဲ့မှာတော့ကစားတယ်လေဘာဘုန်းတဲ့ဘွဲ့မှာလည်းဒီလိုလာမယ်ဆိုတော့ကျွန်တော်တို့ပြောလို့မရအောင်ဆိုတော့ amorin ကလည်းတည့်တဲ့အတိုင်းပဲ amorin ပဲဆိုတော့ तू ကဒါ523 stretcher ဒီ out of position မှာ523ကိုတော် ော့ကြိုက်တဲ့နီးပြားထဲမှာပါတယ်ဆိုတော့သူဘယ်လိုလုပ်လာမလဲဟိုကျွန်တော်စောင့်တော့ကြည့်ရမှာပေါ့ဗျာဒါပေမဲ့ကျွန်တော်အမြင်ကတော့ဒီ Mavlo setup ကိုပဲအထိုင်ချမယ်ကျွန်တော်ဒီ Queen လဲမှာဗျာ Liverpool အသင်းကိုဟာခွက်တွေအများကြီးပေးလို့မရဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့ဒီ Queen လဲအားနဲ့ချက်ကိုကာပါပေးနိုင်တဲ့ဒီ442 shape ကိုပဲကျွန်တော်ပို့ပြီးတော့သုံးစေချင်တယ်ဆိုတော့နောက်တစ်ခုကကျွန်တော် in position ရောက်သွားပြီဗျာဆိုတော့ဒီ in position ကိုရောက်လာတဲ့အချိန်ကျရင်ကျွန်တော်အရင်ပွဲတွေကလို့ဒီဘောလုံးရရဆိုတာနဲ့တဆင်ချင်းသွားလာမျိုးထက်ဆိုင်တော့ကျွန်တော်ကတော့ဒီ attacking ကိုဗျာဒါလိုက်သွားစေချင်တယ်ပို့ပြီးတော့ဘောလုံးရရဆိုတာနဲ့ဒီမြန်မြန်ဆန်ဆန် ွားသိချင်တယ်ဥပမာဗျာကျွန်တော်အတင်းကကျွန်တော်အတင်းရဲ့ဒီခြေတော်တဲမှာဒါဘောလုံးရရင်ပဲဖြစ်ဖြစ်လဘာဘူးအတင်းဘောလုံးကင်ထားချိန်မှာကျွန်တော်တို့ကဒီ regain position ကိုပြန်ရရင်ပဲဖြစ်ဖြစ်ဗျာအဲ့လိုအချိန်မှာဆိုရင်ကျွန်တော်ကဒီ attacking ကိုလှင်းမြန်မြန်နဲ့ သွားသိချင်တာဘာလို့ဆိုရင်ဒီနှစ်လီဗာပူးပွဲကြီးတဲ့ညီကိုလေးဆိုရင်လီဗာပူးရဲ့အားနည်းချက်ကိုမြင်ပါပါလီဗာပူးကဒီနှစ်သူတို့ဒီဘောလုံးကိုဗျာမထင်မဖက်ဖက်နဲ့ဒီဘောလုံးဆုံးရှုံးသွားတဲ့အခါမှာသူတို့ defensive shape ပြန်ပြီးတော့ခင်းချင်းတဲ့ပုံစံတော်တော်လေးလေးတာကိုတွေ့ရတယ်အရင်ကတော့မမြန်တော့ဆိုတော့အဲ့လို defensive shape က ready မဖြစ်တဲ့အခါတိုင်းမှာလဲသူတို့အတင်းရဒီ second ball တွေမှာတော်တော်လေးအားနေတယ် second ball အားနေရတဲ့အမြသူတို့ရဲ့ဒီ defending ဘိုင်းကလည်း shaky ဖြစ်လာရဗျာဆိုတော့အဲ့အားနည်းချက်တွေကကျွန်တော်ဒီ Chelsea နဲ့ပွဲကိုပဲကြည့်ကြည့်ဒီ Crystal Palace နဲ့သူတို့ရှုံးခဲ့တဲ့ပွဲကိုပဲကြည့်ကြည့်အဲ့အားနည်းချက်ကအရင်ကိုမြင်တာ တယ်။ဆိုကျွန်တော်ကလည်းဒီကျွန်တော်အသင်းကိုအဲအားနဲ့ချက်ကိုပဲဖိပြီးတော့ဒီ PR ပေးသင့်တာမျိုးကျွန်တော်လိုချင်တာဗျ။ဆိုတော့ဒါက ကျွန်တော်သွားသိချင်တဲ့ပုံစံပါပဲနောက်တစ်ခုကကျွန်တော်အတင်းအခုနောက်ပိုင်းနေမှာဒါဆက်ပြီးရနေပြီးတော့ကိုရဖို့အထက်နေစ조사လာတာကိုလည်းတွေ့ရမှာပါဆိုတော့ဒီအပိုင်းကနေလည်းထပ်ပြီးတော့ဒီပိုင်းနေမှာပို့ပြီးတော့တေချာလေးပြင်ဆင်ခြင်းလည်းဘာလို့လဲဆိုတော့ကျွန်တော်ကဒီ position ကို level 1နဲ့တူရင်ကိုရင်ဂိုင်ဖို့ထက်ဆိုင်ရင်ကျွန်တော်တို့ကဒီ position ကအကင်ရတာနဲလိမ့်မယ်ဗျာနဲတဲ့အချိန်မှာဒီဆက်ပြီးတွေကလည်းကျွန်တော်တို့အရေးပါလာနိုင်တဲ့အတွက်ဆက်ပြီးတွေကနေပြီးတော့လည်း pressure ပေးနိုင်ဖို့ရလည်းလိုတယ်နောက်တစ်ခုဗျာဒီကျွန်တော်ဒီပွဲချိန်တွင်းမှာကျွန်တော်အတင်းက level 1ရဲ့ industry ကိုမရှင်းနိုင်ဘူးကြာလာမှာတေချာရဒါလှည့်ကြည့်ကြမလို့ဗျာဒီ Cassie ရဲ့အသက်ရဲ့ ရယ်ဘလူးနိုရဲ့လုံအားနှုံးရယ်ဘလူးနိုရဲ့ဒီ position discipline မဖြစ်တာရဲ့အကြောင်းကျွန်တော်အတင်းကဒီ hard quest တရားရှိလောင်းပါပဲဆိုတော့အဲ့လိုချိန်မှာကျွန်တော်ကတော့ဒီလိုအပ်ရင်လိုအပ်တယ်လို့တက်တက်ရဲ့ found တွေကိုလုံးစီခြင်းတယ်လှပဘူးရဲ့ဒီ တိုက်စစ်ပြန်ပြီးတော့ဆလာတဲ့အတက်ကင်ကိုနည်းနည်းတော့အဟန်တရားဖြစ်သွားမြဲဒီတက်တကယ်ဖောင်းတွေလည်းလိုအပ်ရင်တော့လှုပ်စေခြင်းတယ်အဲ့တော့ဒါကကျွန်တော်လှုပ်စေခြင်းတဲ့ပုံစံကိုပဲပြောတာဗျာဒီလိုလှုပ်လာရင်ဒီလိုပုံစံကစားလာရင်ကျွန်တော်အသိနိုင်ပါမယ်လို့လည်းကျွန်တော်ပြောတာမဟုတ်ဘူးဒီလိုကစားလာပါမယ်လို့လည်းကျွန်တော်တက်အပ်ပြောတာမဟုတ်ဘူးဒါပေမဲ့ဒီလိုမျိုးကစားလာမယ်ဆိုရင်တော့ကျွန်တော်အသိပို့ပြီးတော့အဆင်ပြေလောက်တယ်လို့ဒါကျွန်တော်မျှော်လင့်လို့မို့ဒါကျွန်တော်မြင်ပြီးတဲ့တက်တကယ် point of view ကနေပဲပြောတာဗျာဆိုတော့ overall အနေနဲ့ကျွန်တော်ပြန်ပြီးတော့ပြောရမယ်ဆိုရင်ကျတော့ ဟိုလီဗာပူးအသင်းကလည်းရှေ့မှာ၃ပွဲသက်တိုက်ရှုံးထားရယ်ကျွန်တော်အသင်းကလည်းဒီအမိုရင်းရဲ့လက်ထက်မှာ၂ပွဲသက်တိုက်နိုင်တာမရှိခဲ့ဘူးဗျာနောက်တစ်ခုဒီဒီတစ်ခါ saturation ကိုဘရာသာတို့တေချာမြင်မိလားမသိဘူးကျွန်တော်တို့အရင်ဒီ international break က saturation နဲ့အတူတူပဲဗျာကျွန်တော်အရင် international break မှာလည်း man city က နှစ်ပွဲသက်တက်သူတို့ရှုံးသွားတယ်ကျွန်တော်တို့အတင်းကဒီအနိုင်နဲ့ international break ကိုပိတ်တယ်အဲ့မှာပြန်လာတဲ့အချိန်မှာကျွန်တော်တို့ man city နဲ့တွေ့ရဲဆိုတော့လက်ရှိအချိန်လဲ liverpool နဲ့လည်းအိုက်တိုင်းပဲ liverpool လည်းလက်ရှိအချိန်မှာသုံးပွဲသက်ရှုံးထားတယ်ကျွန်တော်တို့အတင်းက international break ကိုအနိုင်နဲ့ပိတ်ခဲ့တယ်အခု liverpool ရဲ့အကွင်းမှာကျွန်တော်တို့ပြန်ကစားရမယ် ဆိုတော့အချိန်နေရအရင် international brain နဲ့တော့တိတ်ပြီးတော့မကွာဘူးဆိုတော့ကျွန်တော်တို့ကောင်းကောင်းလေး prepare လုပ်လာဖို့ရလိုတယ်ဆိုတော့ကျွန်တော်အမြင်ပြောရရင်ဗျာကျွန်တော်ကတော့ခုနလိုပဲဒီ mevlo ကိုအကောင်းဆုံး set ရချမယ်ဒီ transition ဘိုင်းကိုပဲပို့ပြီးတော့ဦးစားပေးစေချင်တယ်ဆိုတော့ level 2ကလက်ရှိချိန်နေမှာအချိန်နေမကောင်းတာတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီပေါ့လို့မရဘူးကျွန်တော်က transition ကစားတာပဲအကောင်းဆုံးဖြစ်မယ်လို့ပဲကျွန်တော်ကမြင်တယ်ဒီလိုကစားလာမယ်ဆိုရင်တော့ကျွန်တော်မြင်ပြီးတော့ဆိုရင်ဗျာကျွန်တော်အတင်းဒါတည်ရဖို့ရအခွင့်အရေးပို့ပြီးတော့များရတယ်အဲ့ထက်ကျွန်တော်အတင်းရ transition တွေတည်ကြခဲ့မယ်ဆိုရင်ကျွန်တော်ဒီ amphi မှာ9 င်ဖို့ percentage နည်းနည်းတော့လည်းရှိရလို့ကျွန်တော်မြင်တယ်ဆိုတော့ဒါကကျွန်တော်မြင်မိတဲ့ point တော့ view ကနေပဲပြောတာပါဆိုတော့ဘယ်လိုလာမယ်ဆိုတော့ကျွန်တော်ပွဲနေမှာအဓိကမြင်ရမယ်ဆိုတော့ညီကိုလေးအနေနဲ့ရောဗျာ လက်ရှိဒီရာဒီလီဗာပူးအသင်းရဲ့အားနည်းချက်ကဘာဖြစ်လဲပြီးတော့ကျွန်တော်အသင်းကဒီပွဲမှာဟိုဘယ်လိုပုံစံကစားတင်လဲဘယ်လိုပုံစံကစားမယ်ဆိုရင်ကျွန်တော်တို့ဒီဒီ point ကိုကျွန်တော်တို့ဒီမျှော်လင့်လို့ရလောက်လဲပေါ့ဆိုတော့စားတဲ့အမြင်တွေကိုလည်းကျွန်တော်တို့နဲ့အတူ comment section မှာဝင်ရောက်ဆင်းနေသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်